ဟယ်လိုမင်္ဂလာပါလော်ဖန်တာရီပါဒီနေ့အချစ်ရေးအကြောင်းလေးကြည့်ပြမယ်။နော်ကိုယ်အတွေ့အရာရှိနေတဲ့သူအကြောင်းပေါ့နော်။အဲဒီလိုက EH လည်းဖြစ်ရင်ဖြစ်နိုင်မှာအခုလက်ရှိတွဲနေတဲ့သူလည်းဖြစ်ရင်ဖြစ်နိုင်မှာ။ဟုတ်ပြီနော်အဲ့တော့အချစ်ရေးအကြောင်းလေးဆက်ကြည့်လိုက်ရအောင်။မင်းအချစ်ရေးကဘယ်တော့ကောင်းမှာမလဲ။ကိုယ့်ဘက်ကကိုယ့်အချစ်ရေးကဘယ်လိုပြောင်းလဲဖို့လိုအပ်နေလဲ။ဘယ်လိုအပြောင်းလဲလေးဖြစ်လာမလဲ။အဲ့လေးဆက်ကြည့်ပြမယ်။ Montreal Caps Montreal Caps တောင်ပေါ်ဆိုင်အခြေအနေလေးရောရှင်းမမဟုတ်သေးဘူး။ No maybe ဒါကိုကြည့်နေတာကိုရဲ့ X ဆိုရင်အဲဒီချိန်မှာသူကလည်းနောက်လူနဲ့ပြောနေရမျိုးဒါမှမဟုတ်ကိုလည်းမေးလို့မရမျိုးကိုနှစ်ယောက်တည်းနှစ်ယောက်စလုံးစိတ်ရှိနေတဲ့ပုံစံမျိုးပေါ့နော်။အဲအဲအကြောင်းကြားပြီးတော့နည်းနည်း တွေ့ဝေသွားလားတောင်းလို့သွားလားမပြောတဲ့ဟို energy ကတော့ကပြောင်းကပြန့်ဖြစ်သွားတယ်ကွာ။ဟောကက်တီရှက်ဖယ်လို့ဟာစမပြီးတော့ Okay အဲ့တော့ဆက်ကြည့်မယ်။ဘာလဲဆက်ဖြစ်မယ်။အဲ့ဒီတပ်ပါတီရှိနေတဲ့သူ။အော်အဲ့ဒီတပ်ပါတီရှိနေတဲ့သူဒီချိန်မှာ तू ကပျော်နေရဲ့လို့ပေါ့နော်။ energy အရာမင်းထက်တော့ပျော်နေမယ်။အဲ့လိုနဲ့ကိုယ်နဲ့ဘာဆက်ဖြစ်မှာလဲ။ ကကြပဲကြည့်ပြီးမှတော့ဒါကောင်းစင်မှာလည်းအခြေအေလိုပဲပြောထားတာဒီမှာတောက်ဒီ trio cap လေးထွက်ထားလို့ပေါ့နော်ထွက်ကြလာလို့အခြေအေမှာတော့ကောင်းတဲ့အရာရောရောက်လာမှာဒါပေမဲ့ကို့အတွက်ကကို့အတွက်ဆိုတဲ့အရာရင်းမဟုတ်သေးဘူးအော်အဲ့လိုတပ်ပါဒီသုံးဖွဲ့ဆိုင်ရင်ပြဿနာရင်းနဲ့ပဲဖြည့်ရှင်းနေရမယ် four sauce မြင့်မြောင်းနေထားတဲ့အရာပေါ့မှာနော်ပြန်လဲပြန်ဆင်ပြေရှင်နေနော်အခုဒါတောက်စစ်ဖြစ်နေတဲ့အရာတွေရှိနေတယ်အဲ့အရာတော့တောက်စမန်တည်းရဒါပေမဲ့ကို့အဆင်ပြေရှင်နေတယ် မဖြစ်သေးဘူးမကိုမျောလဲထားရဲ့အရာဖြစ်မလာတော့ကိုကစိတ်ထိခိုက်နေရဝမ်းနည်းနေရအောင်ငါတို့ဒီတိုင်းလင်းကနေလိုက်တာပဲကောင်းပါကောင်းပါပါဆိုပြီးတော့ငြိမ်နေမယ်တချို့ကျတော့လည်းအဲ့အရာတွေမခွေနေရမျိုးအမှန်တော့ကိုကစိတ်ကမပျော်တော့ဘူးပေါ့နော်စိတ်မပျော်တော့じゃဘယ်မှလည်းမသွားချင်ဘူးဘာမှလည်းမလုပ်ချင်ဘူး energy ကအလုံးဝငြိမ်ကြသွားတယ်အမှန်တော့ဒါကိုရဲ့စိတ်ကတန်းရရသွားတာကိုကိုယ်ကလည်းသတိမထားမိတာ အဲ့ဒီလူနဲ့ဘာဆက်ဖြစ်မလဲအဲ့ဒီလူကြောင့်မင်းနာကျင်ပြီးဘာဆက်ဖြစ်ရှင်တည်ရတော့ဟုတ်အဲ့တော့သူ့ကိုမေးလိုက်ရမလားနော်ဆက်ပြောဆောက်ရမလားမူဖုန်လောက်ဖို့စူးစမ်းတာပဲမေးဖို့စူးစမ်းတာပဲကိုယ့်ဘောမကောက်မှုဆိုတာလည်းကြည့်တယ်ဒါပေမဲ့မျောလင့်နေတော့မသိစိတ်ထဲက blind ဖြစ်နေပေါ့နော်မျောလင်းနေတာလက်လွတ်ဖို့လည်းခက်နေတယ်ဒါမှမဟုတ်တီတီရဲ့နယ်လေးရှိတိုးရှင်တယ်ကိုနာကျင်မတီတီရဲ့နယ်လောက်ရှက်တယ်တီချာရဲ့ဆုံးဖြတ်ချက်ကိုတသိရှင်ဘောเนาะအဲ လည်းမထွက်နိုင်သေးဘူး။ तू ကကိုယ့်အတွက်မဟုတ်ဘူးဆိုတာသိရဲ့။နားလဲနားကျင်ရတယ်။ဒါပေမဲ့ blind ပေါ့နော်။လျှော့မချနိုင်ဘူး။ပေါ့နော် just stay hold it back ပေါ့နော်။ပြန်ပြီးတော့ဆွဲထားခြင်းနေုံမယ်။အဆက်ဖြစ်မှာလေသူကတော့ပြန်လာမှာပဲเนาะခုနပြောသွားဟိုဒီပြန်လာမှာပဲသူကတော့ဘာလို့ပြန်လာမှာလဲသိလား မင်းကဘယ်လိုပြောရမလဲတော့မင်းချစ်တာသူတည်ရယ်နော်မင်းကသူ့အတွက်အမြဲရှိနေမယ်ဆိုတော့လေသူတည်ရယ်အဲ့ဒါကြောင့်သူပြန်လာမှာအဲ့ဒါကြောင့်သူပြန်လာတာနော်ချလုံးလို့မင်းကိုအဆုံးရှုံးမခံနိုင်လို့ဟုတ်ချင်မဟုတ်ရင်မယ်အဲသူကမင်းအချစ်ကိုလို့ဆိုရင်သူအချစ်ခံကြလို့သူကအချစ်လေးပေးချင်လို့ပေါ့မင်းကြီးစိတ်ဆန္ဒလည်းရှိပါတယ် ဒီကက်ကအဲ့လိုပြောရတာမဟုတ်ပါဘူးစစ်အောင်ဝင်ပြန်လာမယ်လို့ကိုနဲ့အဆင်မပြေခဲ့တဲ့သူတော့တပ်ပါလီပေါ်မှာရွေးချယ်သွားတယ်လို့ကိုလည်းစိတ်မပြတ်သေးဘူးအဲ့လိုပါတော့ကိုချက်တာလည်းသူသိရယ်ကိုမပြတ်နိုင်ရလည်းသူသိရယ်အဲ့တော့သူပြန်လာအောင်မနောက်ခုနောက်နောက်တနေ့ဘယ်လိုပြောရမလဲနောက်တနေ့နေ့နဲ့ကိုစီကိုတနေ့မဟုတ်တနေ့နဲ့ပြန်လာတတ်တယ် ဆရန်ဒါပဲချထားပါနော်။မြောက်ကပြန်လာလို့ပြန်စီပြီမလားဆိုလည်းမဟုတ်ဒီတိုင်းပဲဆက်ဖြစ်မှာပဲ။ तू အကိုကိုတည်ချတဲ့ situation ထဲမှာထားထားမှာမဟုတ်ဘူး။တည်လား။ပြန်လာမှပြန်ထွက်သွားမှာလေ။အဲဒါပဲ။ဒါသူလုံးနေကြအတိုင်းလုံးသွားမှာပဲ။အဲ့တော့ကိုကအဲ့ရပုံမှာမမျော်လေးနဲ့ကိုကိုပဲချက်ကိုကိုကိုပဲ။ကယူဆိုင်ကိုယ်ကိုယ်ရဲ့ focus လို့ဒါကဒီလိုမျိုးအဲ့ဒါမှအမြင်ပြောရတယ်ဒါပေမဲ့ တချို့အရန်နာကျင်နေတဲ့အချိန်မှာဒီစကားကြီးအတုံးဝင်မှတော့တည်တယ်ဒါပေမဲ့ဒီနည်းလမ်းတစ်ခုပဲရှိတာဟိုကိုကိုရိုင်းလမ်းကြောင်းတစ်ခုပေါ်ရောက်ဖို့အတွက်ကကိုကိုချက်ချက်မှပဲရမယ်ဒီမှာ main ဒီချိန်မှာဒါမပြတ်သားနေဘူးနော်ရှေ့တူရမလားနောက်ဆုံးလိုက်ရမလားလက်လွတ်လိုက်ရမလားကိုကိုရိုင်းမေးဖြောက်ရမှာကိုတည်တယ်မေးပြရမှာကိုတည်တယ်ဒါပေမဲ့မမေ့နိုင်ဆွဲလန်းစိတ်တွေကြောင့်ကတော့အဓိကကကိုကတစ်ဖက်သူပေါ်မှာအရန်ဆွဲလန်းနေတယ် ဆိုလာစိတ် attachment လို့ခေါ်ပါတော့အဲ့ attachment နေမဖြောင်းနိုင်တည်းကိုကတေချာတဲ့ decision ချနိုင်မှာမဟုတ်ဘူးအဲ့တေချာတဲ့ decision မချနိုင်ရမချနိုင်တာလေကိုယ့်ကိုမချက်လို့ကိုယ့်ကိုမချက်ဖ ाने ကိုယ့်ကိုညှဉ်းပန်းနေရကိုယ့်ကိုနိုင်ကြရလမ်းကိုမတော်ရွေးချက်နေရရတယ်သူ့ကိုချက်တယ်သူဘလောက်ကိုယ့်ကိုနိုင်ကြမှုတွေပေးပါစေကိုကစောင့်နေချင်းတည်းအော်အဲ့လိုပုံစံမျိုးပေါ့အမှန်တော့ဒါကိုယ့်ကိုမချက်ချက်သေးလို့ဒီ toxic ဖြစ်တဲ့အရာတွေကိုကွန်ဆယ်လန့်နေရ ို့ဘာမကောင်းဘူးဆိုရတယ်အုံနောက်ကတည်ရနှလုံးသားကလည်းတည်ရအဲဒါပေမဲ့ဒါတချို့ကြတော့ဒါ maybe သူ့ကိုချက်ချက်ဆိုင်နေကိုကနော်လက်ခံပေးလိုက်တာပေါ့နော်အဲ့တော့ချက်ချက်ချက်ရလုံးဝ blind ဖြစ်သွားအဲ့လိုပုံစံမျိုးသူကငါ့ကိုချက်ပါတယ်သူကငါ့ကိုချက်ရတဲ့နဲ့နော်တပ်ပါတီနဲ့ထွက်သွားချက်မှတော့ကိုကိုတယောက်တည်းကိုချက်မှတော့တပ်ပါတီဆိုပေါ်လာပါဦးမလား ဘယ်တပ်ပါဒီစာဘယ်ရမဆိုအကျုံးမှန်တာနော်တပ်ပါစင်လည်းဖြစ်နိုင်သလိုမိသားစု family လုံးက issue အများကြီးဖြစ်နိုင်တယ်ဆိုတော့ကိုအချစ်ရယ်တပ်ပါဒီဆိုတာရှိလာမှာမဟုတ်ကိုအချစ်မိသားစုလည်းရွေးမှာမဟုတ်ကိုအချင်းကိုစီကိုပဲရွေးမှာဆိုလိုချင်တဲ့တဘောအဲ့ဒါပဲနော်ဆိုတော့ကိုမချစ်တဲ့သူကတပ်ပါဒီကိုရွေးသွားတယ်ဆိုကြတဲ့ကိုမချစ်ဘူးအဲ့ဒါကိုကနော်ဒါ blind ဖြစ်တဲ့စိတ်နဲ့နော်ကိုကသူကငါ့ကိုချစ်ရှာပါတယ်ဆိုတော့ဘယ်တော့မှတွေးမပြီးနဲ့ maybe သူကကိုယ်ချက်ခဲချက်ခဲလိမ့်မယ်အတိတ်ကဩဒါပေမဲ့လက်ရှိမှာသူအနေနဲ့တင့်တော်ရဲ့ option တစ်ခုကိုရွေးချယ်သွားပြီးပြီအဲ့ဒါမှမင်းကပြန်လာပြီးလက်ခံနေဆိုမင်းကိုယ့်ကိုမချစ်တတ်သေးလို့ပေါ့နော်ကိုယ့်ကိုမချစ်တတ်သေးလို့ကိုယ့်ကိုချစ်တတ်အရေးဆုံးစူးစမ်းပါကိုယ့်ကိုချစ်တတ်မှကိုယ့်ကို မနာကျင်အောင်နော်နာကျင်တဲ့ကို့နာကျင်လောက်တဲ့လူတွေနဲ့အဝေးကနေကိုကထွက်သွားနိုင်မှာပေါ့နော်ဒါကိုကိုချစ်တတ်မှကိုကလမ်းကြောင်းတစ်ခုပေါ်ရောက်မှာကိုကကိုကိုချစ်ဖို့မိနေပြီးသူများကိုချစ်တတ်ကြွေသူများလဲစားတာပဲနော်သူများချဲ့လဲတာပဲခံနေရမှာဒါကြောင့်အမြဲပြောရဲ့နော်ကိုကိုချစ်ပါကိုကိုကိုယူဆိုင်ပါ ကိုကိုကို focus လုပ်ပါဆိုတာအမြဲတမ်းပြောတယ်နော်ကိုကိုမချစ်ကြတွေ့ဘယ်တော့မှလမ်းပေါ်မှာရောက်မှာမဟုတ်ဘူး အအရန်အချိန်ကုန်တော့လူတယောက်ကြောင့်တွေ့ရကိုယ်အနေနဲ့အရန်ချိန်ကုန်တယ်သူများတွေပေါ့နော်သူများတွေကရှေ့ကိုလမ်းကြောင်းတစ်ခုပေါ်မှာရောက်သွားပြီးကိုကဒီအချစ်စိတ်ကြီးနဲ့တော့လှည့်စားခံရတဲ့စိတ်ကြီးနဲ့ကိုကအဲ့ရတယ်မှာလဲနေပြီးတော့ရှေ့မရောက်နိုင်ဘူးဆိုရဲ့တော့သူများတွေကပို့ပြီးတော့နောက်ကျသွားမယ်ကိုလိုချင်တဲ့ရည်မှန်းချက်ပန်းနိုင်တယ်နောက်ကျပြီးတော့ခြံခဲ့မယ်တော့အဲ့တော့ကိုရောက်တော့အရင်ဆုံးတိဆောက်ပါအချစ်ဆိုတာနောက်မှာပါအဲ့ဒါပြောချင်တာ attachment တွေကို ရောရှာသမျှရောနိုင်သမျှရောရှာပါအဖေအရာပေါ်မှာဆွဲလိုက်မှာမကောင်းအဲ့ပြောချင်တာကဲအဲ့တော့ဒါဒီ message တွေပေါ့နော် love love message တွေဖိုင်ပြောထားတယ် love your friend help you โอเคအဲ့တော့ဒီချိန်မှာတယောက်တည်းပင်မနေရပဲဖြစ်ဖြစ်တယောက်တည်းလမ်းပြောင်းနေရပဲဖြစ်ဖြစ်ဘလို့ဆုံးဖြတ်ချက်ချလို့ချမှန်းမသိဘူးဖြစ်ဖြစ်ပေါ့နော်အဲ့လိုအချိန်နဲ့တစ်ခုမှ start ဖြစ်နေရင်သူများတွေကိုယဉ်ဖွဲ့မှာဒါကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေပေါ်မှာယဉ်ဖွဲ့မှာသူတို့နော်သူတို့အကြံပေးစကားကြောင့်ကိုယ်က healing ဖြစ်သွားပါလိမ့်မယ်တဲ့အတောထဲကြိတ်ပြီးခံစားမနေလို့ပေါ့နော်တခါလေကျဟိုကိုမမန့်ကိုတည်ရဒါပဲကိုအပြစ်ကိုလည်းသူများတွေက ဝိုင်းပြောမှကြောက်တယ်အဲ့ကြောက်တဲ့စိတ်ကြောင့်ကိုကဘူးမှမပြောဘူးပေါ့နော်အဲ့လိုမျိုးမနေပါနဲ့အဲ့လိုမျိုးလုံးကိုကိုပိုးဆိုးတတ်တယ်တငယ်ချင်းတွေအကြံဉာဏ်ယူပါတငယ်ချင်းတွေကမင်းကိုကောင်းတဲ့အကြံဉာဏ်ပေးလိုက်ပါမယ်ပေးပေးပါလိမ့်မယ်သူတို့ပြောတဲ့အတိုင်းလက်ခံပါဟုတ်သူတို့ကလည်းကိုကိုပြောမှာပဲမပြစ်လိုက်ဖို့ကိုကဒီမကောင်းတဲ့အခြေအနေမကောင်းတဲ့ရပ်ဝန်တစ်ခုမှတည်ရတဲ့အနေနဲ့တာယာနေကဒါကိုကိုတိုင်းအာနှမြောက်နေလို့ပေါ့ကိုကိုတိုင်းက မဆုံးဖြတ်နိုင်သေးလို့ဘာကြောင့်မဆုံးဖြတ်နိုင်တာလဲချစ်မိလို့နော်ချစ်မိရအပြစ်မရှိဘူးဒါပေမဲ့ကို့လူမဟုတ်တဲ့လူပေါ်မှာချစ်မိရအပြစ်အဲ့ကိုကိုရလမ်းကြောင်းပေါ်မှာကိုလျှောက်ပါပြီးရဲ့အရာတွေပေါ်မှာကိုကဆွဲလမ်းမနေနဲ့နော်ဒါဒီဗီဒီယိုတိုက်ဆိုင်တဲ့သူတွေအတွက်နော် message ပေးရမယ်ထင်လို့ပါအရင်ပြောပြနေတယ် เนาะ energy မကိုက်ရင်တော့ကျော်သွားပေါ့ကိုရက်ပြောနေရလို့ထင်ရင်တော့စချီပေါ့เนาะပြီးရင်ကိုရက်ပြောနေရလို့ comment မှာမက်ခဲ့ပြီเนาะ trust the saturation is calling for you to have faith okay တော် message ကိုယုံကြည်ထားဖို့ပြောတယ်เนาะပဲရောပဲလောလောယုံကြည်ထားဖို့ပေါ့နော်အခုချိန်မှာဒါမင်းအနေနဲ့မင်းလောက်တာမှားလားလို့ထင်ကောင်းထင်လိုက်မယ်ကိုယ့်ကိုယ်အပြစ်တင်ကောင်းဖြစ်တင်နေလိမ့်မယ်မတင်ပါနဲ့ယုံကြည်ထားပါ ကိုယုံကြည်ထားရုံကြည်ရဲ့အတိုင်းဖြစ်လာမှာအဲဒီမင်းကသူ့လက်လွတ်နိုင်သွားမယ်လို့ယုံကြည်ထားရင်လက်လွတ်နိုင်သားရဲ့အတိုင်းဖြစ်သွားမှာဒါမှမဟုတ်သူနဲ့ကိုယ်နဲ့ပြန်အဆင်ပြေနိုင်သေးရဲ့လို့ယုံကြည်ထားရင်အဲယုံကြည်ထားရဲ့အတိုင်းဖြစ်လာမှာအဓိကတော့ကိုယ့်ရဲ့အတွင်းဘာမှမူတည်ရပေါ့နော်ဒါမင်းကနော်ကိုကိုရဲစဉ်းစားပြီးတော့ရွေးချယ်ပေါ့နော်ကို့အတွက်ကောင်းတဲ့လမ်းလားမကောင်းတဲ့လမ်းလားနော်ရွေးချယ်မှုမမတတ်ဘူးပေါ့သူကတော့ ီ message ကယုံကြည်ထားပါတဲ့ယုံကြည်ယုံကြည်ခိုင်းတိုင်းဖြစ်လာပါလိမ့်မယ် pay attention to the red flag မင်းကအရင်ကိုယ့်ဘဝမကောင်းမှန်းသိရင်မကောင်းမှန်းသိရဒါပေမဲ့အရင် attention ပေးနေသူ red flag ကမင်းနဲ့ပတ်သက်နေတဲ့သူက no male အမင်းကြီးပြနေတယ်ဒါမှမဟုတ်မင်းကသွားချင်တယ်အမင်းကြီးပြနေလည်းမရဘူး မရက်ရှင်ကိုတွားကျင်တယ်အဲ့လိုပုံစံမျိုးနော်အဲ့တော့ဒါအရင် attention မပေးပါနဲ့နော်သူကမိနစ်ပြနေကိုရက်လိုက်ပါနော်ကိုက red flag enjoyer မျိုးကြီးတွားမလို့ပါနဲ့ကိုကူပဲပြင်မှန်းနေနော်မြတ် free you are set လို့ပြောထားတယ်အဲ့တော့ကိုကူကိုလွတ်လပ်အောင်နေပါလွတ်မြောက်အောင်နေပါ အတွေးတွေမှာကိုကထိန်းချုပ်ကန့်သက်မထားပါနဲ့နော် အမင်းဒီချိန်မှာအိပ်ရာတွေကလည်းဘာမှမလုပ်ရှင်ဘယ်မှလည်းမသွားချင်ဘူးဒါအစစ်စိတ်အစစ်မဖြစ်လို့ဘာလို့လဲအချက်နဲ့အစစ်အစစ်မဖြစ်လို့အချက်ကြောင့်စိတ်အစစ်မဖြစ်လို့မလုပ်ပါနဲ့အဲ့ရာကိုကိုကိုချုပ်တီးထားကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုချုပ်တီးထားကိုကိုရယ်ကိုကိုကိုတတ်နေတယ်လို့ဖြစ်နေဆိုတော့လောလောလပဲနေပါနော်ကြာရအောင်ဘယ်ရာမှမမြဲဘူးဆိုတဲ့အတိုင်းနော်မမြဲဘူးဆိုတဲ့အရာကိုတွေးထားပြီးတော့ကိုက ဖလိုလေးအတိုင်းပဲရေစီးချောင်းလေးအတိုင်းပဲရှင်သက်မှာအစွဲရထားနေကိုရပင်းမင်းနဲ့အခုလည်းမင်းသူ့ကိုဆွဲလန်းစိတ်မင်းမရတဲ့စိတ်ကွာမေးရမေးလို့ရပြီဆိုတော့ပေါ်လာလိုက်ဆိုအာဒါတော့လောလောဆယ်လေးလိုက်နေနော်အမှန်တော့မေးဖို့စူးစမ်းနေမေးဖို့စူးစမ်းအတိုင်းသွားပါနော်သူပြန်ရောက်လာလဲဘာမှမဖြစ်တော့တဲ့အထိမိနံကိုစူးစမ်းပါနော် ကယ်၍ဒါချွင်းချက်နဲ့နောက်ထပ် option တစ်ခုရှိရင်သူ့ရဲ့တပ်ပါတီနဲ့ဒါကိုသူကပြီးပြတ်သွားပြီကိုယ်စီပြန်လာရင်တော့တမျိုးပေါ့ဒါဆိုကိုယ့်လူပဲပေါ့တပ်ပါတီနဲ့မပြီးပြတ်သေးပဲရပ်ပြတ်တော့ခဏပြန်လာရင်ကိုကတော့ဘာဖြစ်သွားမလဲစဉ်းစားကြည့်ပေါ့နော်နည်းနည်းစုရဲစုရဲအရာအများကြီးပါမှာတယ်အချစ်မှာတော့ကိုက fly မဖြစ်ဖို့ပဲအဓိကလူပြောက်ကိုချစ်ပြလို့ရတယ်။တော့မျက်ကန်းတယောက်လိုချစ်မပေးနဲ့။တော့မျက်စိရောနားရောဖွင့်ပြီးတော့ချစ်ပေး။ เนาะအဲ့ဒါနောက်ဆုံး message တွေပေါ့เนาะ alignment โอเคအဲ့တော့ဒါကိုယ့်ရဲ့အလင်းရောင်ရှာပါကိုယ့်ရဲ့အလင်းရောင်ကိုရှာတွေ့မှဟို separation လည်းမရှိတော့ဘူးနောက်ပြီးတော့တစ်ပိုင်းနဲ့လည်းဆုံးသွားမှာပေါ့เนาะဒါတူပြီးကက်လေးရဲ့သဘောအဲ့သဘောအဲ့တော့ကိုဘဝထဲမှာဘယ်ရာအမောင်ကြနေလဲကိုကဘာလို့အမောင်ကြနေရလဲအဲ့အမောင်ထဲမှာ ရှိရှိနေရဲ့ကိုယ့်အလင်းကိုရှာပါကိုယ့်ရဲ့အလင်းကိုပြန်ဆွဲခေါ်ပါ နော်အဲ့ဒီအလင်းရောက်လာတာ ਨੇ ကိုဘဝကနော်ဒီလိုမျိုးလွှဲချော်နေပါလေလွှဲချော်နေတာတွေမပျော်နေတာတွေနာကျင်နေရဖြစ်မှာမဟုတ်တော့အဲ့တော့ဒီချိန်မှာကိုကနော်အမောင်တူထဲမှာရောက်နေတယ်လို့မျိုးခံစားနေရကိုရဲ့အလင်းရောင်ကိုရဲ့ကောင်းကောင်းကွက်တွေကိုရဲ့ကောင်းသောအတွေ့အကြုံပြန်ပြီးတော့ဒီအလင်းရောင်ရှာပါပေါ့နော်အမောင်ထဲမှာမနေပါနဲ့အဲ့အောင်ပြောချင်တာနော် clarity ဆိုတော့တိကျပြန်စဉ်းစားပါပေါ့နော် အဲ့တော့အိမ်မက်တွေမက်နေမယ်နမိတ်ပေးရဲ့အိမ်မက်တွေလည်းဖြစ်နိုင်သလိုတော့ဒါသူနဲ့ပတ်သက်တဲ့အိမ်မက်တွေအမှန်တော့ဒါဟိုဒါဘုဟုသုတရအောင် ပြောလိုက်တာပါသူနှစ်ယောက်ကပြီးပြတ်သွားပြီဒါပေမဲ့အိမ်မက်တွေကမက်နေကြသေးပဲဥမာ20လောက်ရှိမခေါ်မပြောတော့ဒါပေမဲ့အိမ်မက်ထက်မပါနေတော့မယ်အဲ့ဘာကြောင့်လဲဆိုအဖြေကတော့အပြင်မှာလူနှစ်ယောက်သာပြတ်သွားတယ်အဲ့မှာသူတို့ရဲ့ဆိုးပေါ့နော်ဆိုးအချင်းချင်းကဆက်နွယ်မှုရှိသေးတယ် အဲ့ဒီဆိုအရှင်ရှင်ရမပြည့်ပြတ်တဲ့ကိစ္စရှိနေတယ်အဲ့ဒါကြောင့်အိမ်မက်ထဲမှာတွေ့ရတာပေါ့နော်အဲအဲ့ဒီသဘောပဲဆိုတော့ဒါအိမ်မက်ဒီမက်နေရကသူ့ဘက်ကသတိရနေရဖြစ်နေတယ်လို့ကိုယ့်ဘက်ကဒါမပြတ်သေးရကြောင့်ကိုယ့်ဘက်ကအစွဲလဲနေကြောင်းလည်းဖြစ်နေတယ်ဆိုတော့ DVD ရဲ့အချင်းချုံကတော့ဒါအခြေရကတော့တပ်ပါတီနဲ့မပြတ်သေးရဆက်ဆံရေးတွေမှာကိုကနော်ကြုံနေရတတ်တယ် တပ်ပါတွေနဲ့မပြည့်ပြတ်နိုင်သေးဘူးပြည့်ပြတ်နိုင်ဖို့လည်းကိုကိုယ်တိုင်ကမလုပ်ချင်သေးဘူးမေးဖို့စူးစမ်းပေမဲ့စိတ်ကမမေ့နိုင်သေးဘူးအရင် week ဖြစ်နေသေးတယ်ပေါ့နော်ပြောင်းရနေသေးရစိတ်ကရှောင်းမဖြစ်နေသေးဘူးဒါပေမဲ့ယုံကြည်ထားပါယုံကြည်ထားယုံကြည်ထားတဲ့အတိုင်းစိတ်ကစတောင်းဖြစ်လာမှာပါနော်ကိုတော့မဟုတ်တဲ့ရဝန်းတွေကနေကိုကလက်ထွက်နိုင်တဲ့အထိတက်မှာပါကိုကိုနော်အဲ့ဒါလေးပဲမှတ်ချင်တယ် ပြောအစွဲလမ်းဖဲရပုံမထားပါနဲ့တဲဟုတ်ပြီအဲ့တော့စွဲလမ်းခြင်းညာနေဝင်နိုင်ပါစေခင်နိုင်ပါစေ attachment နေပြောင်းနိုင်ကြပါစေเนาะ bye bye